ဘဝမှာဟိုဒုတိယမြောက်ဟိုစိတ်ထိခိုက်เสียအကောင်းဆုံးတနည်းအားဖြင့်ကြည်ကွဲเสียအကောင်းဆုံးကိစ္စတစ်ခုအဲ့ဒါဘာတော့ဆိုတော့ကိုချစ်တဲ့ခင်တဲ့ပုဂ္ဂိုလ်ကွဲကွာသွားရတဲ့အနေဒါတည်ဆုံးသွားရတဲ့အနေဒါဒါကြောင့်ဒုတိယမြောက်လို့ဘုန်းဘုရားပြောရတာတော့ပထမမြောက်ကရှိသေးတယ်နော်ပထမမြောက်က ကိုကိုတိုင်းသိဆုံးရတဲ့ခါကာလမျိုးမှာကို့အတွက်ဒါစိတ်ဆင်းရဲရအကောင်းဆုံးအနေအထားတစ်ခုဥလောင်စရာအကောင်းဆုံးအနေအထားတစ်ခုဉာဏ်ရှိမှပဲဘုံဘုံတို့တတ်တာကိုဘလောက်ချစ်တဲ့ပုဂ္ဂိုလ်ဘလောက်ချစ်ပါတယ်ပဲပြောပြောကိုသေးတာလောက်တော့ကို့အတွက်မဆင်းရဲနိုင်ဘူးဘုံတခါတော့ပြောဦးတယ် ကိုချစ်တဲ့လူနဲ့ကိုနဲ့တေခွဲကိုရတယ်ဆိုတာဥပဝါရဲ့အစိအပိုင်းတစ်ခုပျက်စီးသွားရုံပဲလို့ကိုသေးပြီဆိုရင်တော့ကိုဘဝရဲ့တစ်ခုလုံးပျက်စီးသွားတာဒါလေးကိုကွဲပြားအောင်နားလည်စေခြင်းဟုတ်လားကိုဘလောက်ချစ်တယ်ပဲပြောပြောကိုသားသမီးပဲဆူဆူကိုမိဘပဲဆူဆူတော့ပျက်စီးသွားတယ်တည်ဆုံးသွားတယ်ဆိုတာကိုဘဝရဲ့အစိအပိုင်းတစ်ခုပျက်စီးသွားတာကိုဘဝအကုန်လုံးပျက်စီးသွားတာမဟုတ်ဘူးကိုဘဝမှာအများကြီးကြံသေးတယ်နော် ကိုကိုတိုင်းသေးပြီကိုကိုတိုင်းပြရတော့မဟေးဆိုတဲ့အနေအထားမျိုးကိုစဉ်းစားကြည့်လိုက်အကုန်လုံးပြတ်သွားတယ်နော်ပိုင်ဆိုင်မှုရောပတ်သက်သမျှရောဘဝရောဘာမှမကြံဟုတ်လားငါတည်ရမယ့်ဘဝကိုရထားတာဘယ်ချိန်သေးမယ်ဆိုတာတောင်မသိနိုင်ဘူးတည်ရမယ့်ဘဝဆိုတာလည်းအမှန်တရားပဲဘယ်ချိန်သေးမယ်မသိနိုင်ဘူးဆိုတာလည်းနောက်ထပ်သူ့ထက်ပိုပြီးတော့မှန်နေတဲ့အမှန်တရားတစ်ခုပဲ တောင်တည်ခြင်းကိုစဉ်းစားလို့ရှိရင်သူကငါတရားမှာပဲငါတည်လို့တယောက်ပဲလို့စဉ်းစားရုံနဲ့မပြည့်စုံဘာထက်ထက်ရမလဲဆိုတော့အချိန်မွေးဆိုတော့ထက်ထက်ရအချိန်မွေးပျက်စီးနိုင်တယ်နောက်ထပ်ထက်ထက်တဲ့အမှန်တရားတစ်ခုရှိသေးတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ငါတယောက်တည်းဖြစ်ရမယ့်ကိစ္စမဟုတ်ဒါတလောကလုံးဖြစ်တဲ့ကိစ္စလို့အားလုံးရဲ့အမှန်တရားဖြစ်တယ်ဆိုတာကိုထပ်ပြီးတော့နားလည်ရတယ်တည်ခြင်းကိုစဉ်းစားတဲ့အခါမှာအချိန်မွေးဆိုတဲ့စကားလုံးရဲ့ လူတိုင်းတတဝါတိုင်းဆိုတဲ့စကားလုံးရဲ့ဒီနှစ်ခုကိုဘုန်းတော်ကောင်းကောင်းထက်ထည့်နိုင်ဖို့လိုတယ်။ဟုတ်လား။တကယ်တော့ဘဝကဘာမှတေချာမှုရေရာမှုမရှိတဲ့သဘောနဲ့တွားနေတာ။